အလုံးမင်းလာပါ lens penny at m2 page မှာပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကတော့တော့ဆမ်ဝဲလင်းနီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီမိကူဟောင်းရဲ့ဖြေပုံဖြေနီးလေးတွေနဲ့ဘလို့စဉ်းစားမလဲဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့လိုဟာလေးကို sharing လုပ်သွားပေးချင်ပါတယ်အဲ့တော့ဒီဘာကို sharing လုပ်မှလဲဆိုလို့ရှိရင်ပေါ့နော်ဒီ2026ရဲ့9လပိုင်းမှာမေးသွားတဲ့ကျေပုစာလေးပေါ့နော်အဲ့ကျေပုစာလေးတွေကို sharing လုပ်သွားပေးချင်ပါတယ်じゃあ早速行きますはいえっとဒီ2026ရဲ့9လပိုင်းอ่ะပေါ့နော်9လပိုင်းကအဲဖြေ မေးထားခဲ့တယ်ပေါ့နော်ဒီကျေပုစာလေးတွေကို sharing လုပ်တော့ပေးချင်ပါတယ်အဲ့တော့ဒါလေးမပြောခင်မှာကျွန်တော်နည်းနည်းလေးအဲကြုံရလေးဝင်ကြပါရယ်ပေါ့နော်ဒီလိုမျိုးမိခိုးဟောင်းဖြေတဲ့ပုံစံလေးတွေပေါ့နော်ဒီထပ်ပုံပေါ်မှာအများများပုံပေါ်မှာလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီဒီ9လပိုင်းပေါ့နော်24ရက်နေ့မှာ Telegram group ပေါ့နော် video class လေးဖွင့်ပေးဖို့ရှိပါတယ်အကိမ်းမြန်စိတ်ဝင်စားရခဲ့သူရှိတော့ဒီ Messenger မှာလာရောက်မိမြင်လို့ရပါတယ် အဲ့ကြဒါဆိုရင်ဒါလေးဘယ်လိုဖြေကြမလဲပေါ့နော်ဘယ်လိုမျိုးစဉ်းစားကြမလဲဆိုတဲ့ဟာလေးကိုကြည့်ကြည့်ရအောင်အဲ့တော့အရင်ဆုံးအခုဒီလိုမျိုးကြေပူဆောင်တွေ့ပြီဆိုတာနဲ့ပေါ့နော်ကျွန်တော်ဘာစဉ်းစားဖို့လိုလဲဆိုလို့ရှိရင်ဒီမှာပေးထားတဲ့စာကြောင်းကိုအရင်ဖတ်ကြည့်ကြည့်ပါဒီမှာပေးထားတဲ့စာကြောင်းကိုအရင်ဆုံးပထမဆုံးအနေနဲ့ပေါ့နော်စာဖတ်ကြည့်ကြမယ်အခုဒီမှာဆိုလို့ရှိရင် Kyo wa Hisashiburi ni ေ家族何年何年過ごしたと言いたいပေါ့เนาะဒီနေ့ကတော့တော့မတွေ့ရကြပြီဖြစ်တယ်ပေါ့เนาะမိသားစုတွေနဲ့ကုံဆုံးခဲ့ပါတယ်ဆိုပြီးမှပြီးထားတယ်အဲ့တော့ဆုံးသွားတဲ့ sentence လေးကအနောက်ဆုံးမှာ back နဲ့ဆုံးသွားတယ်ပေါ့เนาะအဲ့တော့အောက်မှာဖြေရမယ့်ဖြေလေးကြီးကြီးအောင်ပေါ့เนาะနံပါတ်1က date ဆိုတဲ့ဟာရဲ့နံပါတ်2က o ဆိုတဲ့ဟာရဲ့နံပါတ်3က အေကိုနင်းဆိုတဲ့နောင်းလေးရပေါ့နော်နောက်နံပါတ်လေးရကြာလို့ရှိရင်တော့ထာနိုထာနို CQJ ဆိုပြီးတော့မှပေါ့နော်အဲပြောစရာကောင်းတဲ့နေ့ရက်ဆိုမှပေးထားပါဗျအဲ့တော့အဲ့ဒါတွေအကုန်လုံးဒါကွာသူက grammar မီးတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပေါ့နော်ဘလောက်တိ grammar ကြေးလဲဆိုတဲ့ဟာမျိုးကသူကစမ်းသပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်း grammar pattern တွေကိုတတိယနေရမယ် grammar pattern တွေကိုစဉ်းစားရမယ်ပေါ့လေနော်အခုဒီဟာအဖြေလေးဥတွေမှာပဲကြည့်ကြည့်မယ်ဆိုရင်တော့မှပေါ့နော် did နဲ့ o နဲ့ particle နောက်တစ်ခုကိုဆက်ပြရတဲ့ပါတီကယ်လေးဖြစ်တဲ့ကိုနင်းနဲ့သာနိုစီကျူဂျစ်စ်ပါတစ်ခုစလုံးကိုကြည့်မယ်ဆိုရင်တော့နောင်းဆိုပေမဲ့လို့လေဒီရဲ့နောင်းကဒီနံပါတ်3မှာပါတဲ့ကိုနင်းကじゃလုံးဝနောင်းနောင်းလုံးဝ only နောင်းပေါ့လေနော်ဒါပေမဲ့နံပါတ်၄မှာပါတဲ့သာနိုစီကျူဂျစ်စ်ဆိုတာကကြာလို့ရှိရင်တော့ပျို့စရာကောင်းပါတယ်ဆိုတော့ဗောနော်ဒီကျူဂျစ်စ်ကိုအထူးပြုထားတဲ့အေဂျစ်တစ်ကနေလာတဲ့နောင်မျိုးဖြစ်သွားပြီပေါ့လေနော်အဲ့တော့အဲ့လိုမျိုးနေတဲ့ဒီထဲမှာပါတဲ့အဖြေလေးဥမှာပါတာ ဗက်တီပါနေရလားဒါမှမဟုတ်နောင်းနေပါနေရလားအေးဗက်တီပါနေရလားဘုံတို့ဒါတွေအရင်သိအောင်လုပ်ဖို့လိုအပ်တယ်အဲ့တော့ဒီလိုကျေပူစာပြင်မယ်ဆိုရင်ပထမဆုံးဒီဗက်ပါတယ်ဗောနောမိကုံအရင်ဖက်ပြီးတော့အဖြေလေးဥပဟာအရင်ဖက်ပြီးအဲ့အဖြေလေးတဲ့အမမဘယ်ဟာတော့ပါတီကယ်ဘယ်ဟာတော့ဗက်ဘယ်ဟာတော့နောင်လဲဆိုတာမျိုးခွဲကြည့်ဖို့လိုရယ်ဗောနောโอเคအဲ့ဒါကြီးကျွန်တော်အကုန်လုတ်ပြီးသွားပြီဆိုလို့ရှင်တော့ အလွယ်ဆုံးဖြစ်မဲ့ဒီနောက်ဆုံးကွက်လက်ကနေမှစစင်းစားတာပို့ပြီးတော့မှမအဲဖြေရတာအဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့တချို့ဟာတွေမှာအနောက်ဆုံးကစပြီးစဉ်းစားတာလွယ်တဲ့သလိုအရှိဆုံးကစပြီးစဉ်းစားတာမျိုးလည်းလွယ်တဲ့တယ်။မများသောအပြင်တော့တော့အနောက်ဆုံးကစတဲ့ကွက်လက်တွေကပို့ပြီးတော့မှစဉ်းစားရဖို့လွယ်စီရေပေါ့နော်အခုဒီမှာစဉ်းစားကြည့်မယ်ဆိုရင် Zugo Simaster လို့ပေးထားတယ်ဆိုတော့တေချာပုတ်ဓာကြီးက VAT အဲ့တော့ကျွန်တော်တို့အရင်တုန်းက fight တွေ4တွေမှာတင်ခဲ့ရတဲ့ဟာကိုပြန်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်လေ now wa now this ဆိုတဲ့ဟာမျိုးတင်ခဲ့ရတယ်ဟုတ်ဒါမျိုးတင်ခဲ့ရတယ်အဲ့ဒါပြီးတော့လို့ရှိရင်တော့ now wa now o the must ဆိုပြီးမှဗတ်သုံးကျင်ဒါမျိုးတင်ခဲ့ရတယ်လို့ပေါ့နော်ပြီးတော့ရင် now wa now de now o the must ဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒါမျိုးကြီးလည်းကျွန်တော်ဒီလိုပတ်တန်နေဆိုလို့ရှိရင်တင်ခဲ့ရဘူး fight တွေလို့ four တွေလို့မှဒါမျိုးတင်ခဲ့ရဘူးလေပေါ့နော်အဲ့ပုံစံပဲသူကလေဒီကျေပု္ပ္ပစာများတော့ပြင် grammar ရဲ့ပတ်တန်နေပုံမှာအခြေခံပြီးတော့မှပဲ ပေးထားတဲ့မေးထားတဲ့မေးခွန်းမျိုးပေါ့နော်ပတိပတ်တန်ဘလောက်ကြေလဲဆိုတာမျိုးမေးထားဖြစ်တဲ့အတွက်ကြောင့်မလို့အခုဒီမှာဆိုရင်စုကောရှိမစတာလို့ပြောရဆိုရင်တေးကြတဲ့ vet ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အရှိမဆိုရင် particle ရှိလို့ရှိရတော့မယ်ဘယ်လို particle ရှိရတော့မယ်ဆိုရင်ဒီအဖြေလေးကိုထဲမှာဆိုရင် particle ကကျွန်တော်တို့ဒီနံပါတ်1နဲ့နံပါတ်2နဲ့ပဲရှိရပေါ့နော် din နဲ့ o နဲ့ဆိုပြီးမှနောက်ခုရှိရအဲ့တော့ din နဲ့ o နဲ့ဆိုလို့ရှိရင်ဒီနားမှာ din ဒါထည့်လိုက်တယ်ဆိုလို့ရှိရင်အဲတော့နိုင်နာနီဖြင့် ကုံဆုံးခဲ့တယ်ဆိုတာမျိုးဖြစ်သွားပြီပေါ့နော်အဲ့တော့ data ထည့်မယ်ဆိုလို့ရှိရင်အဒီမှာကြီးကြီးရင်တော့မှလေ data ထည့်လိုက်တယ်ဆိုလို့ရှိရင်အနောက်က now data ထည့်လိုက်လို့ရှိရင်တော့အနောက်မှာ now ဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးကိုပါတာပို့ပြီးတော့မှအဆင်ပြေနိုင်တယ်ပေါ့လေနော်အဲ့ဒါမရှိဘူးမဟုတ်ဘူးရှိရနော် now date sugoshi master ဆိုလို့ရှိရင်တုံးလို့ရရတယ်ဒါပေမဲ့ဒီနေ့မှာ date date sugoshi master ဆိုပြီးမှနံပါတ်1ထည့်မှာလာ ိုးဇူကိုရှိမစတာဆိုမှအိုးထဲမလာပေါ့လေနော်အဲ့တော့ပတန်ရကိုသာပတန်နားလည်နေခဲ့တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီပတန်လေးအတိုင်းထည့်လိုက်မယ်ဆိုရင်တော့မှ noun date noun o verb ဆိုလို့ရှိရင် noun date လို့ပြောလို့ရှိရင် gone date ဆိုတဲ့ဒီ noun ဖြစ်နေတဲ့စာနယ်အကြီးနယ်ကိုတွဲမလားဒါမှမဟုတ်လေသာသောစီ cute date ဆိုပြီးတော့မှတုံးမလားပေါ့နော်ဒါတွေကျွန်တော်ပြန်ပြီးတော့စဉ်းစားဖို့လိုတယ်အဲ့တော့အရင်ဆုံးဒီနေ့မှာပေါ့နော်ဇူကိုရှိမစတာရဲ့ရှိမှာပါတီကယ်ထည့်ဆိုလို့ရှိရင် တဲ့ဆိုလို့ရှိရင်တော့နိုင်နာနေတဲ့စုကိုရှိမစတာနာနေနာနေဖြင့်ကုံဆုံးခဲ့ဘာဖြင့်လဲဆိုရင်သူရှိမှာနောင်းကဘာနောင်းလိုက်မှာလဲဆိုလို့ရှိရင်သံတုံးရှိ QG တို့ဒါဆိုလို့ရှိရင်အပြိုစရာကောင်းတဲ့နေရဖြင့်ကုံဆုံးခဲ့တယ်ဒါဆိုရင်နည်းနည်းအဆင်မပြေနေတော့ဦးလေနော်အဲ့တော့ဒီရဲ့နောင်းတဲ့တို့ဘာတို့ကလေ ကားဖြင့်လို့ဘောနောဘာဖြင့်လို့ညာဖြင့်လို့ဒီလိုမျိုးသုံးကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့လေးမှာ day ကတော့ထည့်ဖို့ကခင်းရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့နေနောက်ဆုံးမိဘောနောဒီ particle နောက်တစ်လုံးကျန်တဲ့ o လေးကိုထည့်ကြည့်လိုက်မယ်ဒီနေ့မှာ number 1ဒါထည့်ခဲ့မယ်ဆိုလို့ရှိရင် o လီဝင်သွားမယ်အဲ့တော့အိုဇူကောရှိမိုက်စတာကုံဆုံးခဲ့ဘာကိုကုံဆုံးပါလဲဆိုတော့ထပ်ပြီးတော့နောင်းကိုထက်ရှာရင်၅ရောက်ကိုကုံဆုံးခဲ့တယ်ဆိုတော့နောင်းကတော့မဖြစ်နိုင်တော့ဘူးလीเนาะအဲ့တော့ဘာဘာနောင်းလဲဆိုတော့ပြိုစရာကောင်းတဲ့ပိတ်ရက်ဆိုတဲ့နံပါတ်၄ကိုလာထည့်လိုက်ရင်ပြိုစရာကောင်းတဲ့ပိတ်ရက်ကိုကုံဆုံးခဲ့ပါတယ်ဘာနဲ့လဲဆိုတော့ gonin dit ဆိုတဲ့အရှိမ3နောက်မှာ1ပေါ့လीเนาะအဲ့တော့ပြန်ကြည့်ကြည့်မယ်ဆိုရင် q ပါ hisashi budini kasoku gonin dit 楽しい休日を過ごしました。そびょま通らへん。ディニアロロも追いやじゃびてて、ミダズ5曜ピン、ぴょせや高ね日やてを共存けばで。それで、ジェリーニアま、第2ニアしや、ぴょちゃんも疲や一番そびょま疲るやめ。もろだあろパターンボーま、念びょまま、審査やれ本山にぼりの。အဲ့ပြီးတော့နောက်ကြည့်ကိုပိုင်းပါလေအေအကီနိုမိုင်းနိုမီဆေနိုရာမန်ပါဆိုတော့ဘူတာရှိမှရှိနေတဲ့ရာမန်ကလေးတဲ့ ကိုမာလေးချထားပါတယ်အဲ့တော့ကိုမာလေးချထားဖြစ်တဲ့ကြောင့်မလို့သူကဒီရာမန်ကိုအတိကထားပြီးတော့မှပြောချင်တာပေါ့လေနော်အဲ့တော့ဒီဘူဒာရှိမှရှိဘူဒာအရှိယဆိုင်မှာတဲ့အဲရာမန်ကပေါ့လေနော်ဘူဒာအရှိယဆိုင်ရဲ့ရာမန်ကလေးတဲ့ခိုးကြီးနာနေနာနေပတ်စီဘာချွတ်တော်ညီကတဲ့ကျွန်တော်ကတော့နည်းနည်းလေးတော့ เออဒီနေ့မှလည်းကျွန်တော်ကညံ့နေဆိုတာထပ်ပြောရမှာကျွန်တော်တိတ်ပြီးမကြိုက်ဘူးလို့ဟာမျိုးသုံးလို့ရတာပေါ့เนาะကျွန်တော်အဲ့ဒါနဲ့တိတ်ပြီးမရင်းနေဘူးလို့ဖားလို့အဲ့လိုမျိုးသုံးပြီးလို့ရပါတယ်အဲ့တော့အဖြေလေးတွေကိုကြည့်ကြည့်မယ်ဆိုရင်အကြီးကဆိုတဲ့ noun ကလို့သုံးထားပါတယ် e ဆိုတဲ့ adjective လေးပါเออสกีนาฮิโตนีวะဆိုတော့ ever လို့ဖြစ်သွားလိမ့်မယ်ပေါ့เนาะသူကစိတ်တည်သူအတွက်ကတော့ဆိုတဲ့အတိပဲလေးဖြစ်သွားလိမ့်မယ်နောက်နံပါတ်၄ဆိုရင်ခါမိုစရေမာဆန်ခါမိုစရေနိုင်ကဆိုပြီးတော့မှဖြစ်လိမလားမသိပေမဲ့လို့ဆိုတဲ့ဟာလေးပေးထားတယ် ဲ့တော့ဆွဆွကကျွန်တော်ပြောသလိုပဲဒီကွက်လက်တည်းရဲ့နောက်ဆုံးကနေစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီအရှိမရှိရဲ့ပေါ့နော်ဒီခုံးနိုးမိစင်တော့အဲအကိမိုင်နိုးမိစင်တော့ဒါမှန်ပါဆိုတာကတက်တက်နောင်းကြီးပေါ့နော်ဒီစာကြောင်းကြီးကိုအစားပြုထားတဲ့နောင်းခွေပေးထားတယ်အနောက်မှာဝါသစီဝဆိုတဲ့ sentence တစ်ခုထပ်လာနေတာဖြစ်တယ်ကြောင့်မလို့တေချာဖို့ sentence နှစ်ခုကိုသူကချိတ်ပြီးတော့မှပြောမယ်ပုံစံမျိုးဖြစ်သွားပြီပေါ့နော်အဲ့တော့ sentence နှစ်ခုကိုချိတ်ခြင်းနေဆိုရင်ကျွန်တော်တို့မှာချိတ်လို့ရတဲ့ဟာက ကတော့ခဲတဲ့သူတို့ this ကတော့ဒါမျိုးပဲရှိရေပေါ့နော်အဲ့တော့အဲ့ဒီမှာဘာအဖြေလေးခုလေးမှာဘာရှိနေလဲဆိုခေါင်းမစီတဲ့မဆန်းကဆိုတဲ့ဟာကြီးပဲရှိနေတာဖြစ်တဲ့ကြောင့်တေးကြတဲ့ဒီနံပါတ်လေးကနောက်ဆုံးကွက်လက်မှာလာတော့မယ်နော်အဲ့လိုဖြစ်ပေမဲ့လို့ကျွန်တော်ကတော့တော့နည်းနည်းတော့တော့အဲ့နေရာမှာတော့အားနေပါတယ်ဒါမျိုးဖြေချင်တာပေါ့လေနော်အဲ့တဲ့ကြောင့်မလို့ဒီနံပါတ်နံပါတ်လေးဝင်အောင်အဲ့တော့အဲ့ဟာနဲ့ဆက်ဆက်မှုရှိရမယ်ခေါင်းမစီတဲ့မဆန်းဆိုလို့ရှိရင်သူ့ရဲ့အရှိမရှိမဲ့ကောင်းက ဗတ်စနေခါမှရှိတယ်မဆာဗတ်တာခါမှရှိတယ်မဆာဗနိုင်းခါမှရှိတယ်မဆာတို့အီးရစ်တဲ့တို့နားရစ်တဲ့တို့ဘောနော်အဲ့လူမျိုးဟာတွေပဲရှိရမှာဖြစ်တော့ကြောင့်မလို့သူ့နဲ့သွားပြီးတော့မှချိန်လို့ရမှာကအီးအီးဆိုတဲ့ဟာလေးဖြစ်မယ်နော်ဝိုင်းတော့ဝိုင်းလို့မရအောင်ဆိုတော့နော်ဒါလိုလေးပြန်လိုက်မယ် ဲ့တော့ e ဆိုတဲ့ဟာလေးပဲဓာတ်ရိုက်လို့ရမယ်ပေါ့နော်ဒီဟာဓာတ်ရိုက်ရလဲ air bag အနေနဲ့တုံထားတဲ့ agent ကနေဖြစ်လာစီရဲ့ noun ဓာတ်ရိုက်ရလဲ noun ဆိုတော့တေချာပုတ်ဓာတ်ရိုက်နဲ့တွဲလို့မရအောင်အဲ့တော့ဘာပဲတွဲလို့ရမှာလဲဆိုတော့ e comma စီတဲမှာဆန်းဆိုရမှာပါနှစ်လေးဖြစ်ရမယ်ပေါ့နော် e comma စီတဲမှာဆန်း watashi wa chotto nigade da လို့ပြီးထားရပေါ့နော်ကျွန်တော်ကတော့နည်းနည်းလေးတော့အဲ့နေရာမှာတော့အဆင်မပြေဘူးဒါမှမဟုတ်ကျွန်တော်အဲ့နေရာမှာတော့ညံ့ပါတယ်ပေါ့လေနော်အဲ့တော့ဂျန်နီမှာကအကြီးကဆိုတဲ့ဟာနဲ့စကီနာဟီတိုနီဝဆိုတဲ့ဟာလေးဂျန်နီရဲ့အဲ့တော့ဒါဆိုရင် ဒီအလေရဟာကြီးစဉ်းစားမှစဉ်းစားမှတန်းစားရင်ပေါ့နော်ရှိမှလေရှိအောင်ခိုးဤဆိုတာက HTTG ဖြစ်နေရဖြစ်တယ်တော့ကျွန်တော်တို့ HTTG ရဲ့နောက်မှာဆိုကျွန်တော်တို့နောင်းထည့်ရမယ်လीနော်အဲ့တော့နောင်းထည့်ရမယ်လို့စဉ်းစားတယ်ဆိုရင်အဂျီကဆိုတာကလည်းနောင်းမယ်စကီနာဟီတိုနီဝဆိုတာကလည်းနောင်းမယ်ပေါ့လीနော်အဲ့တော့ဒီတိုင်းနီဝပါလို့ဒါလေးတစ်ခုလုံးခြုံကြည့်လိုက်တယ်ဆိုလို့ရှိရင်တော့သူက ever အနေနဲ့ဖြစ်သွားတတ်တယ်ဆိုပေမဲ့လို့စကီနာဟီတိုပဲဆိုလို့ရှိရင်တော့ဒါနောင်းအနေနဲ့တုံးလို့ရနိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် ခွေအစ်ချီကိုအရင်ထည့်ကြည့်မယ်ဆိုရင်ခွေအာဂျီကကြံနေရနံပါတ်3ဆိုတော့စကီနာဟိတိုနေပါပြစ်တဲ့ဒီမှာခွေရလေးပြစ်တယ်လေးတယ်ဟုတ်တယ်မလားအရသာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့မှာပြစ်တယ်ဆိုတဲ့လေးတယ်လို့တော့အောင်ပါပေါ့လीနော်အဲ့တော့လေးတဲ့အရသာကဒီမှာစကီလေးရဲ့အရှိမဆိုမြေးတဲ့ပါတီကယ်ကဖြစ်တာဖြစ်တာမလို့အခုကိုတွဲလိုက်တဲ့တင့်နဲ့သုံးနဲ့လုံးဝအဆက်မရှိရယ်ဘွန်းတော့လုံးဝအဆက်နေရဖြစ်တဲ့အတွက်ကြောင့်မလို့အရသာလေးတာကိုကြိုက်ပါတယ်ဆိုတဲ့လူတွေအတွက်ကတော့ ကောင်းနေတော့ကောင်းတာတော့ဖြစ်ကောင်းဖြစ်ပေမဲ့လို့ကျွန်တော်တော့ကတော့အရသာလေးရမကြိုက်တဲ့တော့ကြောင့်မလို့အဲ့အရသာကြီးကိုကျွန်တော်တော့ကတော့နီးကားတည်တာပေါ့လေနော်ကျွန်တော်အဲ့အတွက်တော့အဆင်မပြေဘူးဆောင်မျိုးလေးတုံးတာဖြစ်တဲ့တော့ကြောင့်မလို့ဒီနောက်မှဆိုကွက်တီ13နှစ်၄ဆောင်မျိုးဖြစ်သွားမယ်အဲ့တော့မှမှတုံးကိုမြန်ကျွန်တော်ရောင်းပြီးတော့မြန်ထည့်လိုက်မယ်ဆိုရင်ပေါ့နော်သူကဘလို့ဖြစ်သွားနိုင်လဲဆိုတော့ခွေစကီနာဟီတိုနီပါဆိုရင်လေးတာလေးတဲ့လေးတဲ့ကြိုက်တဲ့သူအတွက်ကဆိုတော့လေဒီနောက်မှဒီစကီနာဟီတိုဆိုတဲ့ဟာပေါ့နော် စကီနာကြီးတို့ဆိုရင်ကြိုက်တဲ့သူကိုအညွန်းထက်ပြီးတော့မှညွှန်းတာကဥိလို့ဖြစ်သွားတဲ့သဘောဖြစ်သွားတယ်အဲ့တော့အယံကိုမှကြိုက်တဲ့လူလို့ဖြစ်သွားလိမ့်မယ်အယံကိုကြိုက်တဲ့လူလို့အတိအကပြောချင်တာမဟုတ်ဘူးသူ့ရဲ့အတိအက main subject ကရာမန်ရာမန်ကိုအတိအကထားပြီးတော့ပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အေးဒီရာမန်နဲ့ဆိုင်တဲ့ဟာကိုပဲပြောရမယ်ဘုံတော့ရာမန်နဲ့ဆက်ဆက်မှုရှိနေတဲ့ဟာကိုပဲပြောရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာလေးတဲ့အရာတာကို ိုက်တဲ့လူအတွက်ကတော့ဆိုတဲ့ဟာမျိုးကပို့ပြီးတော့မှမမှန်ကန်နေ။ဘောနော်အဲ့အတွက်ကြောင့်မလို့1 3နဲ့4ဆိုတဲ့ကျဲနေရာမှာရှိတာက3ဖြစ်လို့မလို့အဖြေကစံပန်ဖြစ်ရမယ်ပေါ့နော်ဒီအပုတ်မှာ။ဒါနောက်တစ်ခုကျွေးရော့ကူပါမှာဆိုရင်လေဟီဆာစီဗဒီနီဖူဒီဆာတိုနီခိုင်တာကမပြောင်းရတာကြာပြီဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့မွေးရမျိုးပြန်လိုက်တယ်တဲ့အဲမူကစီဘာနာနီမိုနာကတာနာနီနာနီမိတေအိုဒိုရိုအီတာပေါ့နော်အရင်တော့ကတော့ဘာမှမရှိခဲ့ဘူးတဲ့ ကြည့်ပြီးတော့မှအာတင်ပါအဲ့တော့ဒါလေးပဲကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်မိတေဟိုတို့တော်ကြီးတဆိုတာဗတ်ကြီးလေးနော်ဗတ်ဖြစ်တာပြောကြအောင်လို့အပေါ်မှာလည်းပြောခဲ့သလိုပဲသူ့ရဲ့အရှိမပါတီကယ်လိုက်ရအောင်မယ်ဘုံတော့ပါတီကယ်ပါတီကယ်ရှိမှအောင်ပဲဖြစ်တော့မယ်အဲ့တော့နံပါတ်1ဆိုရင်နော်အိုโอเคဒါပါတီကယ်ဇူကာဒီဆိုတာအေဗတ်လုံးဝဆိုတဲ့ဟာမျိုးပေါ့နော်အဲနောက်တစ်ခုကအေကီနိုမာဝဒီကဆိုတော့ဘုဒ္ဓအရှိကဆိုတဲ့နောင်ခဝတေဒုဆိုတဲ့ပြောင်းလဲနေပါလေဆိုတဲ့ဗတ် ပေါ့နော်အဲ့တော့ဒီထဲမှာစဉ်းစားကြည့်လိုက်လို့ particle ဆိုတာနံပါတ်1ကြီးပဲပါနေရလေနော်အဲ့တော့စဉ်းစားကြရမလို့နံပါတ်1ကိုပဲထည့်ကြည့်လိုက်အဲ့တော့ no o meet the odorita နိုင်နာနေဖြစ်တာကိုကြည့်ပြီးတော့မမအာအတင်တာဘာဖြစ်တာလဲဒီ no o ဆိုတာလေးထည့်ခြင်းနေဆိုလို့ရှိရင်သူ့အရှိမ vet လိုက်ပြရမယ် vet တာ no o vet is name no o ဤတဲ့နော်အိုဆိုတဲ့ဟာမျိုးလိုက်ရမယ်ပေါ့နော်အဲ့တော့နောင်နော်အိုဆိုတော့တေချာပေါင်းမရှိဘူးအဲ့အတွက်ကြောင့်မလို့သူ့နဲ့ဒီဒီအဖြေလေးဥရမှာကတ်လို့ရမှာဘာပဲရှိမှာလဲဆိုတော့နံပါတ်၄ပဲရှိမယ်အဲ့တော့နံပါတ်၄ပေါ့နော်ခါဝတေဤလူနော်မိတဲ့ဩဒရိုတာဆိုပြီးမှဖြစ်ရမယ်ဟဲ့အဲ့တော့ဒီမှာက၄တစ်ဖြစ်သွားအဲ့တော့ခါဝတေဤလူကဗက်လို့ဆိုဆိုပြောရလေနော်အဲ့တော့ဒီမှာလေး ဇက္ကရီဆိုရရဲ့ ever ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ever day ဆိုတာက vet ရဲ့အရှိမပဲလိုက်တာဖြစ်တယ်ကြောင့်မလို့ဇက္ကရီကိုလည်းပဲသူ့အရှိမထည့်ပလားအဲ့ဒါဆိုလို့ရှိရင်ကျန်နေမှာနံပါတ်3လေးနော်အဲ့တော့နံပါတ်3ကိုဒီနေ့မှာထည့်ပြီးတော့မှစဉ်းစားကြည့်မယ်ဆိုရင်ဝကစီယာနာနီမောနာကတာအေကီနိုမာဝဒီက えっと、ずっかり変わっているのを見て驚いた。OK、論はぴったり、こっちで、ぼの。あの、ま、ディナマ3、4、5、ゾワ、ゾワ、ぴったり、ぴったり、何もなかった。それは、ばまもしげよ。တာဖောင်ကြီးဖြစ်နေရလေနော်အဲ့တော့တာဖောင်ကြီးဖြစ်နေကျွန်တော်များသွားပြင်ရဆိုလို့ရှိရင်ဒီဒီရဲ့ဆန်းတဲ့အဆုံးကနောက်ဆုံးပိတ်မှာဆုံးထားတာလေနော် မိတဲ့ဩဒရိုဟိတဆိုမှနောက်ဆုံးပေးမှာစုံထားအဲ့ဒါကိုဒီအလဲမှာလဲတဖောင်ကြီးပါနေဆိုရင်တေချာပေါ့စကစကားကိုဆက်ပြီးမဲ့ဆဲတုစုကကဆိုတဲ့ပါတီကယ်ဖြစ်မှာလားဒါမှမဟုတ်ရှင်လဲခဲတဲ့သူမို့ဆိုတဲ့ပါတီကယ်မျိုးဖြစ်မှာလားပေါ့လေနော်အဲ့ဒါကြီးကြီးကြီးအချိန်မှာလုံးဝကိုမရှိနေဘူးမရှိနေရဖြစ်ကြောင်မလို့ဘာစဉ်းစားလို့ရမလဲဆိုလို့ရှင်ဒါပေတူကိုဟန်တို့ပေါ့နော်အဲဒါမှမဟုတ်ရှင်လဲခတ်တာခဘန်တို့ပေါ့နော်အဲ့လိုမျိုး ဗတ်တာနောင်နဲ့ဒါမှမဟုတ်ဗက်တရှင်နရီနောင်ဆိုရဟာမျိုးလိုက်ရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဗတ်တာဖောင်နဲ့အနောက်ကအကီမရဲ့နော်အကီနော်မာဝါဒီလို့ပြောတာနောင်ဆိုတော့ကွက်တီကိုပဲစာနီယွန်အီချီဖြစ်တဲ့အတွက်ကြောင့်မလို့ကျဲလေးနေရာဒီနေရာမှာတတိထားမယ်နော်ကျဲပုစာကလေနံပါတ်1နဲ့2နဲ့တော့ကကြတော့ဒုတိယမြောက်နေရာမှာရှိပေမဲ့လို့တတိယ ဒီတတိယ16မှာကြာလို့ရှိရင်တတိယနေရာမှာရှိရယ်နော်ဒါလေးလုံးဝတတိထားရမယ်အကြိမ်မြတ်ကိုကအပေါ်အလိုပဲပေါ့နော်ဒီဒုတိယမြောက်နေရာမှာရှိရယ်လို့ထင်လိုက်ပြီးတော့မှာနံပါတ်1မြန်ပြေခဲ့မှာသွားနိုင်တယ်အဲ့တော့ဒါလေး cute ကလေးကုသဆိုင် はい。あの、17番もそうですし、ご提までの人生の中で何々にはないと言ってた。この、あくあき、この、と、信頼来けるルーバーリーでまで何々に yes とはもうしばわ。オッケー、ဒီမှာလေ。now လေးထွေးထားရင် now one nine လို့ပြောထားရယ်ပေါ့နော်။ now one nine ဆိုနိုင်တဲ့နေရာမရှိဘူးဆိုရင်ထေကြတယ်သူ့ရဲ့အရှိမဒီ now ကိုအထူးပြုမဲ့ adjective verb ပေါ့နော်။အဲ့တော့ adjective က e adjective လဲရတယ်နိုင် adjective လဲရ။ verb ဆိုရင် verb one လဲ ဗတ်1ဗတ်2စနေလည်းရသလိုပေါ့နော်ဗတ်2ဖြစ်တဲ့ဗတ်တောင်းလည်းရနခတ်တားလည်းအကုန်လုံးသုံးလို့ရသူနဲ့ဒီနောင်းကိုအထူးပြုမဲ့ဟာမျိုးလိုက်လို့ရမယ်ပေါ့လေနော်အဲ့တော့နံပါတ်1ကိုကြည့်မယ်ဆိုလို့ရှိရင်မီစီခိုးတို့ဆိုတာအဲ့ဒီနေ့ရက်လောက်နံပါတ်2ကြတော့ဂျီဘုံတို့ခိုးတို့မကကိုယ့်ရဲ့ကလေးကနံပါတ်3ရေစီခတ်တာဆိုပြောရှင်ခဲ့တာကနံပါတ်4ကကြလို့ရှိရင်ဘူမနေတာမွေးဖွားခဲ့တယ်အဲ့တော့သူဒီရဲ့နီချီကိုအထူးပြုပေးမဲ့အဲဂျစ်တဲ့ဆိုလို့ရှိရင်လေ မွေးခဲ့တဲ့ရက်ကတော့မရှိဘူးဆိုတဲ့ဟာတက်လေနော်ပြိုခဲ့ပါတယ်ဆိုတဲ့ရက်မျိုးမရှိဘူးလို့တုံးလို့ရမယ်ထဲထဲကြည့်ဖို့အဆင်ပြေတာကနံပါတ်3ကပို့ပြီးမှအစီလျော်မှုရှိတယ်။ဘုနော်ပျော်စရာကောင်းခဲ့ပျော်ခဲ့ရတဲ့နေ့ဆိုတာမျိုးမရှိပါဘူးတဲ့။အဲ့တော့ပျော်ခဲ့ရတဲ့နေ့မရှိဘူး။ဘာပျော်ခဲ့ရတဲ့နေ့ဖြစ်မလဲပေါ့နော်။အဲ့တော့ အဲတော့ပြန်ပြီးတော့မှချိန်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဒီမှာစဉ်းစားမယ်ဆိုလို့ရှိရင်ပြိုခဲ့ရတဲ့နေ့မရှိဘူးရှိမှလည်းပဲဒီနေ့ရက်လောက်ကိုမွေးတဲ့ကလေးကမွေးဖွားခဲ့တဲ့ပေါ့နော်ကိုရဲ့ကလေးကမွေးဖွားခဲ့တဲ့ဒီရှိမှလည်းပဲပါတီကလေးကတဲနေဆုံးလားစိတ်ရတာအရင်ကြီးစဉ်းစားရတာကြက်နေတဲ့အခါမျိုးတွေမှာပေါ့နော်ဒီလိုပုံစံမျိုးဆိုလို့ရှိရင်ကျွန်တော်တို့အဖြေကနေစဉ်းစားကြည့်ကြပါမယ် အဖေကနေစဉ်းစားမယ်ဆိုလို့ရှိရင်ဘယ်ဟာလွယ်ဆုံးဖြစ်မလဲပေါ့လေနော်ဒီမှာဆိုရင်ဥမရေတလို့ပြီးထားတယ်လေနော်ဥမရေတလို့ပြောတာပြောကြောင်မလို့တေချာပေါ့ဥမရေတဖောင်ရဲ့အနောက်မှာအခုလိုမျိုးပဲနောင်းပြန်လိုက်ကိုလိုက်ရတော့မယ်အဲ့တော့နောင်းပြန်လိုက်ကိုလိုက်ရတော့မှာဖြစ်တဲ့တကြောင်မလို့ဘလို့နောင်းမျိုးလိုက်ပါလဲနံပါတ်1ကနီချီဟိုရိုဆိုတဲ့နောင်းပဲ ဂျီဘုံတော့ခိုးလို့မို့ဆိုလဲနောင်မယ်အဲ့တော့သူတို့နှစ်ခုဆိုတော့ဒီနောက်မှာတေချာပေါက်ကိုတစ်ခုခုကလိုက်ကိုလိုက်ရတော့မယ်ဘောနော်အဲ့တော့တစ်ခုခုကလိုက်ကိုလိုက်ရတော့မယ်ဆိုလို့ရှိရင်ဒီရဲ့ဟိုးတို့ဆိုတာမျိုးကလေဟိုဘာလဲတစ်ခုနဲ့တစ်ခုကိုနှိုင်းရှင်ပြီးတော့မှပြုံးသုံးသွားတဲ့စကလုံးလေးနေနော်သူကဟီကခုလုတ်တဲ့အခါမှာသုံးတဲ့အသုံးလုံးမျိုးလေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟိုးတို့ကိုထည့်လိုက်မယ်ဆိုလို့ရှိရင်အခုရှေ့မှာရှိရဲ့ဗက်က เนาะဒါတော့ကွာဒီရူမနေတာရဲ့အနောက်မှာကဒီနံပါတ်1အနေနဲ့ပေါ့เนาะဟိုးတိုကိုထည့်လိုက်တယ်ဆိုလို့ရှိရင်ဒီဟိုးတိုရဲ့အရှိမရှိတာကဖက်ကရူမနေတာဟိုးတိုရဲ့အနောက်မှာဆိုလို့ရှိရင်ရှိအဲဥရိရှိခတာဆိုလို့ရှိရင်ဒါဆိုရင် तू ကမွေးဖွားတာရဲ့ပြိုစရာကောင်းတာရဲ့ဆိုတဲ့ဟာမျိုးကို तू ကနိုင်ရှင်ပြနေတယ်ဆိုတဲ့ဟာမျိုးလေးပါနေပေါ့เนาะအဲ့လိုမျိုးဗက်နှစ်ခုကိုနိုင်ရှင်ထားတယ်ဆိုတဲ့ပုံစံလေးဖြစ်နေတာဖြစ်တယ်ကြောင့်မလို့ နမနှစ်ပေါ့နော်ဥမရေတဂျီဘွန်တော်ခိုတော့မကဆိုတဲ့နှစ်ကြီးကိုလာထိုင်မှာတက်စားလို့ရှိရင်တစ်ကပို့ပြီးမှစီလီယိုမျိုးရှိတယ်။ဘာလို့ဒါမျိုးစဉ်းစားကြည့်လို့ရအဲ့တော့ကျွန်တော်ဒီနေ့မှာတစ်ထည့်ကြည့်မယ်ပေါ့လေနော်ဥမရေတနီချီခိုတော့ဥရေစီကတဟီဘနိုင်ဒါမျိုးထည့်ကြည့်မယ်အဲ့ဒါဆိုရင်လွတ်နေမှာကဒီအရှေ့ကနမနှစ်ကြီးပဲကျန်တော့မှာပေါ့နော်အဲ့တော့နှစ်ကိုကျွန်တော်ဒီအရှေ့ထဲမှာထည့်ကြည့်လိုက်မယ်နော်နမနှစ်ကိုထည့်ရလိုက်မယ်ပြီးသွားရင်နမ၄ပြီးနမ၁နဲ့နမ၃ဒီလိုစဉ်းစားလိုက်အဲ့တော့ဂျီဘွန်တော်ခိုတော့မက မနေတာနီချီဟိုဒိုဘရေစကတာဟီဝနိုင်ဆိုတော့လုံးဝကွက်တီပဲဖြစ်သွားတယ်ပေါ့နော်ကိုယ့်ရဲ့ကလေးကမွေးဖွားခဲ့တယ်ဆိုတဲ့နေ့ကလွယ်အဲ့တော့ပြောချင်တဲ့သဘောကကိုကလေးမွေးတဲ့နေ့ပေါ့နော်ကိုကလေးကိုကိုကနေမွေးလိုက်တဲ့ကလေးပေါ့လေနော်ကိုကနေမွေးလိုက်တဲ့ကလေးကိုကိုဘယ်လိုဘာသာပြန်ရမလဲအမသိဘူးနော် ကိုကမွေးထုတ်လိုက်တယ်ကွာကလေးလေးပေါ့နော်အဲ့ဒီမွေးတဲ့နေ့လောက်ပြောစရာကောင်းတဲ့နေ့ဆိုတာမျိုးမရှိပါဘူးဆိုတဲ့ဟာမျိုးသူပြောချင်တယ်ပေါ့လေနော်အဲ့တော့ချိန်ကြည့်မယ်ဆိုလို့ရှိရင်ဒီဥမရေတရဲ့အနောက်မှာကနေချီခိုးတို့ဆိုတဲ့ဒီခိုးတို့ဆိုတဲ့ ဒီဟီကကူပေါ့နော်နှိုင်းရှင်နေစက်ကလုံးဘာနှစ်ခုနှိုင်းရှင်သွားမှာလဲဆိုလို့ရှိရင်ဘူမာဒေတာဆိုတဲ့ဟာနဲ့ဥဒေရှိဆိုတဲ့ပေါ့နော်ဘတ်နှစ်ခုနှိုင်းရှင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘူမာဒေတာနီချီဟိုတော့ဥဒေချီကတိုင်ပါနိုင်အဲ့ပိုနေတဲ့နမနစ်ကြီးကိုအရှိတဲမှာထည့်လိုက်တော့ဂျီဘုံသောကိုတော်မောကဘူမာဒေတာနီချီဟိုတော့ဥဒေချီကတိုင်ပါနိုင်ဆိုတဲ့ကျယ်လီနေရာမှာဖြစ်ရ ITG な。お、18番は、今回の彼の新曲は、リルカオポのドゥエデチェンデカポのディードア友情がテーマになっている。友情それ、君ミエニム、それハポのエリハを、ガウゼンピラビオで、ガウゼンピラ、なになに、大きく、大きく違う。ドトーマを、ピャンレドアエポリな。あら、ピリオチジメソエ、彼の曲と、ドゥエディードアに、発表されてきた、そを、ポピア人から言 ဖူယူထောင်းဒီဆိုတော့အဲ့ဒီအချက်မှာကိုရဲမတယ်ဒီကိုရဲမတယ်နီးဒီမတိုင်ခင်လို့ပေးထားတယ်ပေါ့နော်အဲ့တော့နောက်ဆုံးကိုလက်ကနေစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အိုကီကူဂျီကဝူလို့ပေးထားတယ်ပေါ့နော်ជីជីမမကိုပြောင်းလဲသွားတယ်လို့ပြောတာဖြစ်တော့ကြောင့်မလို့ជីជីမမပြောင်းလဲသွားတယ်ဆိုတဲ့ဘက်မျိုးဖြစ်နေတာဖြစ်တော့ကြောင့်မလို့သူ့ကိုလိုက်ပေးရမယ်ပါတီကယ်မျိုးလူတယ်ပေါ့နော်အဲ့တော့ပါတီကယ်မျိုးလူတယ်ဆိုတော့ကြာတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျုပ်ကတော့ဆိုတဲ့ပါတီကယ်မျိုးနဲ့ mm de ဆိုတဲ့ဟာလေး ਨੇ ပေါ့လေနော် de ဆိုတဲ့ဟာလေးဒီမှာကလေမတဲ့နီအရောတော့ဒီနားမှာလာသုံးလို့တော့အဆင်မပြေဘူးမတဲ့နီကစကက်ဆက်ဖြစ်သွားပြီပေါ့လေနော်စကက်ဆက်လိုမျိုးဟာဖြစ်တယ်ဆိုတော့မလို့ဒီနားမှာသူက okiki ရဲ့ဟာကဟို evet နေ evet ကို adjective ကိုမှပေါ့နော်နောက်က vet သုံးချင်လို့မလို့ပြောင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရှိမှဆိုလို့ရှင်တော့ particle ထည့်ပြီးမှအဆင်ပြေမယ်အဲ့တော့ ဒီမှာကြီးကြီးလေးဒီနှစ်ခုမှာဆိုရင်ပေါ့လေနော်အဲ့တော့နံပါတ်1ကိုထည့်ကြည့်မယ်ဆိုရင်ခရီတော့ကျုပ်ခရီနော်ကျုပ်ကတော့ okay ကိုကြည့်ကြလို့ဆိုလို့ရှိရင်သူ့ရဲ့တခြင်းနေရာတော့တော်တော်မှဘိုးကို꿰လွှဲနေပါတယ်သုံးမလားဒါမှမဟုတ်ရှင်သူယူသောင်းဒီဆိုလို့ရှိရင်အဲ့ဒီလိုမျိုးအချက်မှာတော်တော်꿰လွှဲနေရတယ်ပေါ့လေနော်နိုင်နာနီဆိုတဲ့အချက်မှာအဲ့တော့သူယူလို့ပါကလေးอ่ะပေါ့နော်ဒီသူယူဆိုတဲ့ဟာအရှိမ sentence တစ်ခုကို ညွှန်းကျင်လို့မလို့ထဲတဲ့စကလုံးမျိုးလေးနော်အဲ့တော့ဘာထည့်မလဲပေါ့ဒီဟာကြီးကိုစစောကဒီနောက်ကိုစဉ်းစားနေရဆိုပေမဲ့လေထိုယူသန်တဲ့လို့ဒါထည့်လိုက်တယ်ဆိုလို့ရှိရင်ထိုယူသန်တဲ့အဲ့ဒီလိုမျိုးအချက်နဲ့တော်တော်ကြီးမားနေဆိုတော့ဘယ်အချက်နဲ့ကြီးမားမှာလဲဆိုတော့ဒီထိုယူရဲ့အရှိမလိုက်မဲ့နောင်းနောင်းကြီးပေါ့နော်ကက်လျက်နောင်းကဘယ်ဟာမှနောင်းရှိမနေဘယ်ဟာမှဆန်းနန်းစနေနဲ့မရှိနေအဲ့တော့ဘယ်နှမ်းမှာပဲရှိနေရလဲဆိုလို့ရှိရင်ဒီမေကုန်းထဲမှာပါနေတဲ့ဒီနေရာကြီးမှာပဲရှိနေရ ဘောနော်အဲ့တွေ့ချောင်းမလို့ဒီနန်းမှာထိုယူထန်တဲ့အိုကီကူချီကအူလို့ဒါထည့်လိုက်တယ်ဆိုလို့ရှိရင်အရန်ဝေးသွားပြီလုံးဝဝိုးကိုဆက်ဆက်မှုမရှိနေတော့ဘူးဘောနော်အဲ့တွေ့ချောင်းမလို့ဒီနန်းမှာဆော့ဆော့ဝပါတီကယ်ပါပါတယ်ဆိုရဲတို့လေးပါတဲ့နံပါတ်1ကိုပဲအရင်ထည့်ကြည့်ကြမယ်ဘောနော်ခါတယ်နော့ကျော့ကူတို့အိုကီကူချီကအူဆိုတဲ့ဟာလေးဖြစ်သွားမယ် အဲ့တော့ဒီဟာကစောစောစဉ်းစားလိုက်တယ်ပေါ့နော်သူ့ကိုဆက်ပေးရမယ်ပေါ့နော်နောင်ရှိလားဒါမှမဟုတ်လဲ sentence တစ်ခုလုံးရှိလားဆိုတော့မိကွန်းထဲမှာအခြေစိုက်ထားတယ်ပေါ့နော်ဒီဟာလေးရှိနေအဲ့တော့ဒီနောက်ကလေးရမှာထည့်ကြည့်မယ်ဆိုရင်အဲယူဂျိုကသဲမနီနတေရထိုယူထန်ဒီဆိုပြီးမှပေါ့လေနော်အဲ့တော့ဒီခင်မင်မှုဆိုတဲ့ဟာကိုခေါင်းစဉ်အနေနဲ့ဖြစ်လာတဲ့ခေါင်းစဉ်လောက်ထားတယ်ဆိုတဲ့အချက်မှာနောက်ခုပဲကျန်တော့တယ်ပေါ့နော်ဟာပြိုးစရိတ်တိခိတဆိုတဲ့ဟာနဲ့ကိုရေမာနေနီဆိုတဲ့ဟာပေါ့နော်အဲ့တော့ 発表されてきたこれまでにとはမျိုးအဆင်မပြေတော့ဓာတ်ရိုရှိထားမှာပေါ့これまでに発表されてきた彼の客と大きく違うとはローマ括弧ဖြစ်သွားလိမ့်မယ်အဲ့တော့အဖြေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အဲဒီလိုပေါ့เนาะချစ်ချင်းမြတ်တာတွေအခင်မင်းရင်းနှီးမှုဆိုတဲ့ဟာကိုခေါင်းစဉ်အနေနဲ့လုတ်ထားပါတယ်ဆိုတော့လုတ်ထားတဲ့ဒီအဲလုတ်ထားတယ်ဆိုတဲ့အချက်နဲ့ပေါ့လေเนาะအခုအထီကိုကို ထုတ်လာတဲ့သူ့ရဲ့တခြင်းတွေပေါ့နော်ထုတ်လာတဲ့ထုတ်လာခဲ့တဲ့သူ့ရဲ့တခြင်းတွေเนี่ยတော့လုံးဝကိုယ်လွှဲနေပါတယ်ဆိုတော့၄၄၁ဆိုရအဖြေဖြစ်ရမယ်အဲ့တော့ကျဲနေရာမှာရှိရနံပါတ်၄ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရဲ့အဖြေကနှစ်ဖြစ်ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်အရင်ဆုံးကွက်လက်ရဲ့နောက်ဆုံးကိုစဉ်းစားရမယ်ကွက်လက်နောက်ဆုံးမှာမစဉ်းစားလို့မရဘူးဆိုရင်ကွက်လက်ရဲ့အရှိဆုံးမှာစဉ်းစားရမယ်အဲ့လိုမှာစဉ်းစားလို့မရဘူးပေါ့နော်အရန်ခတ်နေရပုံစံမျိုးဆိုရင်အဖြေ၄ခုတွေရဟာနဲ့အရင်မျိုးစဉ်းစားညှိပြီးတော့မှာစဉ်းစားကြည့်ရမယ်ပေါ့နော်အဖြေ၄ခုမှာ ဗတ်အနောက်မှာဆိုရင်ဖားလိုက်တင်တာလေပေါ့နော်နောင်းနောင်းရဲ့အရှိမှာဟိုအီအဂျစ်တူနားအဂျစ်တူဆိုလို့ရှိရင်အဲ့အရှိမှာဖားလိုက်တင်တာလေပေါ့နော်အဲ့ဒီလိုမျိုးလေးချိန်ချပြီးတော့မှဂျေပုတ်စာလေးတွေကိုဟိုဖြည့်မယ်ဆိုလို့ရှိရင်အဆင်ပြေနိုင်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုက grammar ပတ်သက်နေလို့တတိယပြီးတော့မှဖြည့်မယ်ဆိုလို့ရှိရင်လည်းပဲအပြည့်ထွက်ဖို့ကအရန်ဥမာအပြည့်မှန်ဖို့ရခိုင်တော့အရန်ဥမာမှန်လိမ့်မယ်နော်အဲ့တော့ဒါကဒီ2016ရဲ့9လပိုင်းက ပုံပုံပေါ့နော်ခြေပုတ်စာလေးကိုရှင်းပြသွားဖြစ်ပါတယ်ဒီလိုဗီဒီယိုတွေကိုဒီထက်မကပေါ့နော်မိခေါင်းတွေပို့ပြီးမှလေ့လာခြင်းနေဆိုလို့ရှိရင်တော့25ရက်နေ့မှာဖွင့်မဲ့ဗီဒီယို class လေးရှိပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီ messenger မှာလာရောက်မေးမြန်းလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးသိကြပါတယ်